သက်ရှင်နှမြအကျိုးရှိရှိနေဖို့ဆိုရင်မလုပ်ရမလဲသီလနဲ့ပြည့်စုံအောင်နေရမယ်အဲ့ဒါဆိုရင်သက်ရှိသမျှအကျိုးရှိတယ်ဒီလိုပြောတာနော်အဲနောက်တစ်ခုမြတ်စွာဘုရားဟောထားတာတူတူပဲဟောပုံဟောနည်းလေးတွေကတော့ယောသဝတ္တတံစီဝေဒုပ္ပညောအာသမဟိတောအတိပညာမရှိဘူးစိတ်ဓာတ်တည်ငြိမ်မှုမရှိဘဲနဲ့ အသက်တရားရှည်ရတာဓမ္မမရှိပါဘူးတဲ့အဲ့ဒီအသက်တရားရှည်တဲ့ပုဂ္ဂိုလ်ရဲ့အသိပညာရှိရှိစိတ်ဓာတ်တည်တည်ငြိမ်ငြိမ်နဲ့တနည်းတရအသက်ရှည်ရတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာဘယ်သူကအကျိုးရှိတုံးဆိုရင်တရထဲအသက်ရှည်ရတဲ့ပုဂ္ဂိုလ်ကအကျိုးရှိတယ်ဘာအကျိုးတုံးဆိုပညာဆိုတဲ့အကျိုးသူမှရှိပညာရှိလို့ပညာရဲ့အကျိုးသူခံစား အတ္တတရားရှည်ပြီးတော့ဗာပညာမှမရှိဘူးဆိုရင်အကျိုးမရှိဘူးရှိတာပဲရှိတာဖြစ်တယ်ဒီလိုဆိုတာเนาะပညာလို့ဆိုဒီမှာဘာကိုပြောတာလဲအ ਨੇ ဆုံးအကြောင်းနဲ့အကျိုးအကောင်းနဲ့ဆိုခွဲခြားသိလုံတဲ့နာနဲ့မလုံတဲ့နာကိုသိတယ်လုံတဲ့နာနဲ့မလုံတဲ့နာကိုခွဲခြားသိပြီဆိုရင်မလုံတဲ့နာကိုရှောင်တယ်လုံတဲ့နာကိုလုံတယ် ဟောတာပညာရဲ့အကျိုးတခုဒါဖြင့်လုံးတင်တာလုံးရင်လည်းကောင်းတဲ့အကျိုးရမယ်မလုံးတင်တာလုံးရင်လည်းမကောင်းတဲ့အကျိုးရမတည့်တာစားရင်တွေးတိုးမယ်စီဂျိုယောဂါဖြစ်မယ်အချိုတက်မယ်စီဂျိုတက်မယ်တည့်တာစားတယ်စေးစားတယ်စီဂျိုထိန်းနိုင်မယ်တွေးတိုးထိန်းနိုင်မယ်ဟော အဲ့ဒါလိုပဲသူကကောင်းတာလုပ်တာနဲ့မကောင်းတာလုပ်တာ ကိုယ်နဲ့သက်ဆိုင်အဲ့ဒါလိုအကောင်းကျိုးအကောင်းနဲ့အဆိုးခွဲခြားသိမြင်ပြီးတော့အဆိုးကိုရှောင်ရှားပြီးတော့အကောင်းတာတွေကိုလုပ်တယ်ဆိုတဲ့ပညာအဲ့ဒီပညာနောက်တစ်ခုကဘာလုပ်လို့ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့လုပ်သည်မြတ်ကံတရားတွေဟာ ငါပဲဒီအကျိုးကိုခံစားရမှာသူ့ရဲ့အမွေကိုငါခံရမှာကံတရားတွေရဲ့ကိုလုပ်ခဲ့တဲ့အလုပ်တွေရဲ့ဒီတာဝန်ကိုကိုယူရမှာပဲလို့ဒီလိုဆိုတာနော်တာဝန်ရှိတယ် responsibility ကိုပြောတော့ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးဟာကိုယ်နဲ့ပတ်သက်တယ်မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးဟာကိုယ်နဲ့ပတ်သက်အဲ့ဒီ responsible ကိုနားလည်ရမယ်ဆိုတော့ မြတ်စွာဘုရားကဟောတယ်ကောင်းတာလုပ်လို့ဆိုတာလုပ်လို့ကောင်းကံမကောင်းကံတွေရဲ့အကျိုးဆက်ကိုကိုယ်ပဲအမွေခံရမယ်အဲ့ဒါလို့သိတဲ့ပညာမျိုး ကိုယ်မှရှိရမယ်လို့ဆိုအဲ့ဒါအနည်းဆုံးအနိမ့်ဆုံးပညာတခြားပညာပြောတာမဟုတ်ဘူးနော်ဈေးရောက်တတ်တဲ့ပညာကအဲ့ဒါပတ်စံတော့ရပါပေါ့ပတ်စံရဖို့ရှိတယ် လုပ်ငန်းလုပ်နိုင်တဲ့ပညာလောကအခုပညာတွေအတမွေးဝါညောင်းပညာတွေအတမွေးဝါညောင်းအတွက်အကျိုးဖြစ်တယ်အခုဒီပညာဆိုဒီမှာတန်တရာအတွက်အကျိုးဖြစ်တဲ့ပညာကြတော့ဘာရောလို့ဆိုရင်ဟိုအရေကတဘွားစာအတွက်သုံးကြတန်တရာအတွက်သုံးကြဖို့ကြတော့လုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိတဲ့ပညာမကောင်းတာလုပ်ရင်လည်းငါပဲ ခံရမယ်ကောင်းတာလုပ်ရင်လည်းငါပဲဆံရမယ်ဆိုတဲ့ဒီအသိပညာတဏ္ဍာအတွက်အကျိုးရှိတဲ့ပညာအဲ့ဒီတဲ့အစင်မြင့်တဲ့ပညာကြတော့အေးလူဆိုတာဟာရုပ်နဲ့တစ်ခုပေါင်းစပ်ထားတာမြတာဖြစ်တယ်ဒီထဲမှာငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးနောက်ဆုံးမှာတနေ့ကျတော့ငါအိုရောင်းမယ်နာအောင်မယ်အိုခြင်းတရားနာခြင်းတရားကိုငါမကျော်လွှားနိုင်သေးဘူး မာမနာတွေထားနေလို့မဖြစ်ဘူးသူတော်ဘာမှမနာလို့စိတ်တွေရှိလို့မဖြစ်ဘူးဆိုတော့အတွေးတွေနဲ့အကုသိုလ်ကိုရှောင်နိုင်မယ်ဆိုလို့ရှင်ဟောတာအလွန်မြင့်မြတ်တဲ့အသိပညာလို့ခေါ်တယ်အဲ့ဒီပညာနဲ့အသက်ရှိမှအကျိုးရှိမယ်အဲ့ဒီပညာမရှိဘဲနဲ့အသက်ရှိနေလို့ရှင်ရှိတာရှိတယ်အတုံးမဝင်ဘူးလို့ပြောရပါဟော ပညာမပါသည့်အတွက်ကြောင့်အသက်ရှိခြင်းဟာတုံးကြမဲ့အသက်ရှိခြင်းမဟုတ်ဘူး။လောက်ချင်တာလောက်ပါပဲပြောချင်ရပြောပါပဲ။ဆိုတော့သူ့အတွက်မှာအကျိုးအမြတ်ဘာထွက်နိုင်လဲဘာမထွက်နိုင်။ဟောပညာနဲ့ကြမှာအကျိုးအမြတ်ထွက်တယ်။ဒါကိုဟောတာမြတ်စွာဘုရား။တခုနဲ့တခုဆင်းမြင့်သွားတာ။နံပါတ်1ကကိုကျင်းသီလရှိရမယ်။အသက်ရှိသမျှအကျိုးရှိစေဖို့ ကိုချင်းသီလရှိရမယ်အသက်ရှိသမျှအကျိုးရှိစေဖို့ကောင်းဆိုအကြောင်းအကျိုးလုံးတင်တာမလုံးတင်တာခွဲခြားသိတဲ့ပညာကအစတန်မိုးရှိတဲ့ပညာရှိစေရမယ်ဟောဒီလိုဆိုတာเนาะဟောနောက်တစ်ခုပြောမယ်ဆိုရင်ယောသံဝတ္တတံဇီဝေ ကုတိတောဟိနဝီရိယောဧကဟံဇီဝိတာတေယောဝီရိယမာရဘတောဓာလံ လောကကြီးမှာဘာမှမလုပ်ချင်တဲ့လူပြင်းဆိုတာရှိတယ်။ဒီနေရာမှာလူပြင်းဆိုတာကုသိုလ်မလုပ်ချင်တဲ့လူပြင်းပေါ့။ဟုတ်။ဘာမှမလုပ်ချင်။တချို့ကိစ္စကဒီဘွားအတွက်အကျိုးအတွက်လောက်ရတာ။ဥပမာမဲ့ဈေးရောက်နေဈေးဝဲတယ်ဒီဘွားအတွက်။အလုံးလုံးတယ်ဒီဘွားအတွက်။အလုံးလုံးတဲ့အလုပ်တွေရှိတယ်။အခုပြောတဲ့ဟိနဝီရိယကုသိတဆိုတာဘာတော့ဆိုတော့ ကိုယ်တဏ္ဍမှာရှိနေတဲ့အကုသိုလ်တွေကိုတောင်းလန့်မှု မကြိုးစားတာဥပမာလူကစိတ်တူတတ်တယ်စိတ်တူတာလေးကိုငါစိတ်တူတယ်နော်သူများကိုချင်းချောက်မြောက်ကူရီယာလို့ဒုံမြတ်ကြီးထောင်းထမ်းပြီးတော့ချောက်နေသလိုပဲငါစိတ်တူတယ်နော်ဆိုပတ်ဝန်းကျင်ကိုချင်းချောက်အဲ့တော့ကိုလုံးဝမှာအဲ့ဒီဒေါသလေးကိုလက်ခံထားတဲ့လူကအပြင်းလို့ခေါ်တယ် အေးကိုယ်တဏ္ဏမှာစိတ်မဆိုးမိအောင် ထိမ့်သိမ့်ခြင်းကြိုးစားခြင်းထိမ့်သိမ့်မှုကြိုးစားခြင်းစိတ်ဆိုးလာလို့ရှင်လဲချက်ချင်းဖြောင်းနိုင်မှုကြိုးစားခြင်းမေတ္တာထားနိုင်အောင်ကြိုးစားခြင်း ထားလာတဲ့မေတ္တာ ခိုင်မအောင်ကြိုးစားခြင်းဆိုရဲအဲ့ဒီလိုကြိုးစားမှတန်ဖိုးရှိမယ်တဲ့နော်အဲ့ဒီလိုမကြိုးစားဘူးဆိုတဲ့လုံလဝီရိယအကုသိုလ်တရားတွေအဖြစ်ခံနေတဲ့ပုဂ္ဂိုလ်ဟာလူပြင်းမယ် အကုသိုလ်ဆိုရေစုံပဲလေရေစုံမျောလိုက်သွားတာဆန်တက်တာမှမဟုတ်တာပြောသလိုနေတယ်စဉ်းစားကြည့်နေဇလန်းကောင်းကောင်းရုပ်ရှင်ကောင်းကောင်းတယ်လီဗီရှင်းရှေ့ထိုင်းနေတယ်ဒါလေးရတာခံနေတယ်ဆိုတာဆိုအဲ့ဒီလူလူပြင်းလို့ခေါ်မလားစ조사တဲ့လူလို့ခေါ်မလားအောင်လေးတညာလုံးတောင်ထိုင်ကြည့် တညာလုံးမအိတ်တန်းကြည့်မယ်ဂိမ်းဆော့တယ်ဆိုလဲတညာလုံးဆော့မယ်အဲ့ဒီကြိုးစားမှုတွေဟာအကျိုးရှိသလားလို့မေးကြည့်ဆက်လန်းဆက်ကွက်နားပြီးတော့နောက်တည့်ရက်မှာအကျိုးရှိလားကောင်းကျိုးချမ်းသာရှိနိုင်မှာမလားရှိနိုင်ပါဘူးဗျာဂိမ်းဆော့တာလဲပျော်ယုံလေးပဲဒီပြေဘာမှမရှိဘူးပြီးတော့ဘာဖြစ်တော့မျက်စိမှုံသွားမယ်အချိန်နေကုန်သွားမယ် ဇာလန်းဇာကွက်တွေကြည့်တညာလုံးထိုင်ကြည့်နောက်တည့်ရရုံတဲရမယ်လို့ဆိုရုံတော့ကြဈေးသွားမယ်ဆိုဈေးနောက်ကြရလာရမယ်အကျိုးတွေမရကြောင်းသွားရမယ်ဆိုလဲကြောင်းနောက်ကြစာကြဲရမယ်ဆိုလဲစာတွေနောက်ကြကဲဆုံးရှုံးသလားအကျိုးအကြီးပွားသလားဆုံးရှုံးနေအဲ့ဒီဝီရိယမျိုးကိုမစလိုဘူးကိုယ်တဏ္ဍာမှာမကောင်းတဲ့စိတ်တွေရှိနေစူးစမ်းပြီးဖယ်ရှားရမယ် ကောင်းတဲ့စိတ်တွေကိုကြိုးစားပြီးတော့မွေးရမယ်အဲ့ဒီကြိုးစားမှုမျိုးဟာအသက်ရှင်သမျှကိုယ်မှာရှိနေမယ်ဆိုရင်အသက်ရှင်သမျှအကျိုးရှိတယ်လို့ဒီလိုပြောတယ်အဲ့ဒီလိုကြိုးစားမှု မပါဘဲနဲ့အသက်ရှင်နေလို့ရှိရင်တော့တန်ဖိုးမရှိဘူးတဲ့ဆရာပြတန်ဖိုးမရှိဘူးတမ္ပပဒံတရား၄ပါးလို့ခေါ်တယ် မကောင်းတဲ့စိတ်ဝင်မဝင်နိုင်အောင်ဆုတ်ပေးရမယ်ဆုတ်ပိတ်လို့မနိုင်ဘူးဝင်လာပြီဆိုရင်ဖယ်ရှားရမယ်ဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်ကလေးကိုဖြစ်အောင်လုပ်ရမယ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးရင်တိုးပွားလာအောင်လုပ်ရမယ်ဆိုရင်လေးဘက်လေးတန်ကကြိုးပမ်းမှုဆိုတဲ့ဝီရိယရှိရလူဘဝဒါမှလူတော်လူကောင်းဖြစ်မှာလေညိုးဆိုလူတော်လူကောင်းမဟုတ်ဘူးဒါကြောင့်မို့ ကြိုးစားလို့ဒီလိုဆိုလို့အရက်တောက်တတ်တဲ့လူဆိုရင်ဟေးမတောင်းမိအောင်ကြိုးစားမယ်မတောင်းမိအောင်ကြိုးစားမယ်ဆုတ်ပိတ်ထားမယ်တောက်ဖို့တငယ်ချင်းတွေကခေါ်လာပြီအရက်ပဇာနာရောက်ပြီဆိုရင်အရက်အစာရေတောင်းလိုက်မယ်ဟောမတောင်းမိအောင်ထင်သေးဆုံးကြိုးစားတယ်မတောင်းချင်တဲ့စိတ်ကိုမွေးတယ် အဲ့ဒီစိတ်ခိုင်မာအောင်လုပ်တယ်ဟောဒါကိုစ조사တယ်လို့ခေါ်တယ်တွေ့ရင်တော့ဝါသနာကိုမတားနဲ့တခွက်တလေတော့မောလိုက်အောင်ပဲဆိုရင်တော့ဒါမရဘူးပြည်တဲ့လူလိုပဲခေါ်တယ်အဲ့ဒါဘာလို့ဆိုအကုသိုလ်ရေစုံပြောတာလေသူကပြောလိုက်တာအဲ့ဒါလို့ဆိုတာနော်ဒါကြောင့်မလို့ဒီမြတ်စွာဘုရားကအသက်ရှိသမျှအကျိုးရှိစေရမယ်ဆိုတာဗာလဲ အကုသိုလ်တွေကိုဖယ်ရှားဖို့လုံလဝီရိယအကုသိုလ်တရားတွေဖြစ်ပေါ်အောင်လုံလဝီရိယဆိုရင်ကြိုးစားမှုရှိမှာအသက်ရှိရာကျိုးနတ်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒါတွေမဟုတ်ရင် မနတ်ဘူးတဲ့ဒါကြောင့်မို့တရားချစ်ခင် သူတော်စင်ပြိဋ္ဌာအပေါင်းတို့အသက်ရှိသမျှအကျိုးရှိအောင်နေဖို့အတွက်ဒီအချက်လက်တွေကိုယ်တဏ္ဍာမှာတိလာရှိရမယ်ပညာရှိရမယ် ကြိုးစားအကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားအထောက်အမယ်ကုသိုလ်တရားတွေဖြစ်ပေါ်အောင်ကြိုးစားအထောက်အမယ်အဲ့ဒီကြိုးစားအထုတ်ဆိုတဲ့အချိန်မှာအစ်င့်မြင့်တဲ့မြင့်အောင်နောက်ဆုံးမှာဝိပဿနာဉာဏ်နဲ့ရအောင်ကြိုးစားအထုတ်ဝိပဿနာဉာဏ်ကနေတဆင့်တဲ့နိဗ္ဗာန်ကိုမြင်နေထိအောင်ကြိုးစားအထောက်အမယ်လို့ပုထုဇဉ်ကနေသောတာပန်ဖြစ်အောင်အထောက်အမယ်သောတာပန်ကသက္ကရာကဖြစ်အောင်အထောက် တဂရကံကအနာကံဖြစ်သည့်တရားအထုတ်မယ်အနာကံကနေရဟန္တာဖြစ်အောင်အထုတ်တယ်လို့အထုတ်မှုအစဉ်စဉ်နဲ့အသက်ရှင်မှသက်ရှင်ရာကျွတ်တယ်ဆိုတာကိုမှတ်သားနာယူကြပြီးမိမိတို့ရဲ့ဘဝမှာအသက်ရှင်သမျှအသက်ရှိနေသမျှအကျိုးရှိအောင်နေကြဖို့အရေးကြီးပါတယ်အေးတရားချစ်ခင်သူရစဉ်ပြိဿာပေါင်းတို့ဘုရားမြတ်စွာဘုရားယုံကြည်ကိုးကွယ်ကြတဲ့ဘုရားဝါဒဝင်သူတော်စင်တွေဖြစ်သည့်အားလျော်စွာ မြတ်စွာဘုရားအဆုံးအမတိုင်လိုက်နာမှာတို့တွေဟာအသက်ရှင်သမျှကျိုးရှိမှာဖြစ်တယ်။ဒါကြောင့်ကိုယ့်ကိုတဏိဋ္ဌံထားပြီးတော့အသက်ရှင်သမျှအကျိုးရှိစေရမယ်။ငါအသက်ရှင်နေသမျှအကျိုးရှိစေရမယ်။အကျိုးရှိတဲ့အလုပ်ကိုပဲလုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေမွေးမြူလေ့ကျင့်မွေးမြူပြီးကုသိုလ်တရားဖြစ်ပေါင်းစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း။